တိုင်းပြည်တိဆောက်ရေးမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍလည်းအရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောဆိုလိုက်ပါတယ်။ဒေါ်ရမင်းဦးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့မြန်မာကွန်ဗင်းရှင်းစင်တာမှာပထမဆုံးချိန်ဖြစ်ကျင်းပတဲ့မတန်ဆွမ်းမျိုးသမီးဖိုရမ်မှာနိုင်ငံတော်သမရယုံပြည်တော်စုဝင်ကြီးဦးစိုးသိန်းကခုလိုပြောဆိုလိုက်တာပါ။ပြည်ပြည်တိုးလာတာ။ရကင်တော့တော့ပြရတယ်။အခုနည်းနည်း8% 6% 7%ပါဆက်ဖြစ်လာ။ဒီလိုပဲကျွန်တော်တိုင်းပြည်ဆိုရင်ပါအမျိုးသမီးရဲ့အခါကအများကြီးတိုးလာပါ ီးတွေအချင်းချင်းရေချင်းပြေဝတဲ့အမျိုးသမီးတွေဆွမ်းဆောင်ခြင်းဖြစ်လာတယ်။တိုင်းပြည်အတွက်ကျွန်တော်ကိုယ်ရေးဒါ51%ရှိတယ်။ဟုတ်လားတိုင်းပြည်အင်အားကအများကြီးအားကိုဒါဆိုအမျိုးသမီးဖိုရမ်ကမျိုးသမီးတွေရဲ့အခမ်းအနားနဲ့အစဉ်တန်းကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ပြီးပထမအဆုံးချိန်ကျင်းပပြုလုပ်ခဲ့တာပါ။အဲဒီဖိုရမ်မှာမျိုးသမီးတွေကိုပညာရေးကျန်းမာရေးစွမ်းအင်မြင့်တင်ပေးဖို့လည်းလိုအပ်တယ်လို့ တမရယုံဝင်ကြီးကဆက်ပြောပါဗျာကျွန်တော်တို့မြို့ဝါဒီကမ္ဘာထဲမှာရှိတဲ့အမျိုးသမီးများတော့အမျိုးသမီးတွေရဲ့အခမ်းအနားတော့တော့ပေါ့သိကြတယ်လို့ဆိုလဲပညာတတ်အားနည်းတဲ့တော်နေတွေကျွန်တော်တို့ border area တွေအခြားအရောက်ပေါက်နေတဲ့စီးရဲတဲ့နေရာတွေကြတော့အမျိုးသမီးတွေကသူတို့ရဲ့စွမ်းရည်သူတို့ရဲ့အရေးပါမှာသူကပညာလဲတဲ့တောင်မသိချာမသိချာတော့တိုင်းပြည်တို့တဲ့ family ကောင်းတို့တီးဆောင်ပေးလို့ပါသူကအားနည်း ါတော့ကဝိမက်နဲ့ပေါင်းရမယ်ကိုရွရည်ပြရည်တော့မဟုတ်ပဲနဲ့ကြေးရွာလေးကြည့်ပါလိုက်ပြီးတော့လုပ်ပေးပါဟောပြောပေးပါပညာတွေကြောက်တင်ပေးပါကျမ်းမာရေးအသိပညာတွေပေးပါအဲသူတို့စီးပွားရေးဘက်လို့တို့တွေအောင်လုပ်ပေးပါဆိုတော့အသေးစားအလတ်စားမိုက်ခရိုဖိုင်နန့်ဒါတွေလုပ်ပေးပါကျွန်တော် မြန်မာနိုင်ငံဟာ2011ခုနှစ်မှာကုလသမဂ္ဂမတန်ဆွမ်းသူများအခွင့်အရေးသဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့မတန်ဆွမ်းသူတွေရဲ့ပညာရေးနဲ့အသက်မွေးအကြောင်းခံစားခွင့်တွေမှာအဆိုးရရဲ့ပံ့ပိုးမှုအပိုင်းအားနည်းနေသေးတယ်လို့ပြည်တွင်းမတန်ဆွမ်းအရက်ဖက်အဖွဲ့အစည်းတွေကဝေဖန်နေတာတွေလည်းရှိနေပါတယ်